ားလုံးပဲမင်္ဂလာပါဗျာကျွန်တော်အခုပြောပြချင်တာကတော့ကျွန်တော်တို့ဒီဒီအာရှမျိုးသမီးချန်ပီယံလိပင်ပွဲပေါ့နော်အဲမှာ ISB အသင်းရဆိုင်ရမယ်စူဝမ်အသင်းရဲ့အနေထားလေးကိုပြောပြချင်ပါတယ်ပေါ့နော်အဲဒီတော့ကျွန်တော်တို့ဒီပထမဆုံးအနေနဲ့ ီဆူဝမ်တင်းကဒီသူတို့ကိုရီးယားလီမှာကန်ခဲ့တာပေါ့နော်ဒီ round 28ပြီးသွားပြီပေါ့နော်အဲ့ဒီအချိန်မှာသူတို့ရဲ့အမှတ်ပေးရရက်တီမှုကအဆင့်ခွင်ရှိအဆင့်ခွင်မှာရှိမယ်ပေါ့နော်အတင်းရှစ်တင်းရှိတယ်အဲ့မှာသူတို့အတင်းရက်တီယာကအဆင့်ခွင်မှာရှိတယ်အဲနိုင်ပွဲက9ပွဲရလာတယ်အဲသိကြီးက9ပွဲရှုံးပွဲက14ပွဲတည်းရှိတယ်ရမယ့်အားဖြင့်တော့တူတယ်24မယ်ပေါ့နော်သူတို့တင်းရဲ့ရာကိုက28ကိုပဲရှိပြီးတော့အဲပေကိုကတော့45ကို ကိုးပါချချက်ကတော့အနှုတ်18လုံးပေါ့နော်နောက်ဆုံးနောက်ဆုံး၅ပွဲမှာဆိုရင်လည်းသူတို့အသင်းက၃ပွဲရှုံးပြီးတော့၂ပွဲသေးကြာထားတယ်ပေါ့နော်ဒီတော့ကျွန်တော်တို့ဒီအမှတ်ပေးစရာရည်ဒီချက်ကိုကြည်ကျင်းအပြည့်ဆိုရင်ရေဘူးကပြောရမယ်ဆိုရင်သူတို့အသင်းကတိုက်စစ်ကလည်းဘယ်လိုပြောရမလဲတိုက်စစ်ကလည်းဘယ်လိုလဲဆိုတော့တပွဲတလုံးလုံးတော့မရဘူးမရဘူးပေါ့နော်ပြီးရင်ခန်းစစ်ကလည်းဘီကူက45ခုတိတောင်ရှိတယ်ပေါ့နော် ဒါကကျွန်တော်ယူကကောက်ချက်ချခြင်းသူတို့သိရင်ရဲ့တိုက်စစ်ကောခန့်စစ်ကောတော်တော်ညံ့တယ်လို့ပြောရမယ်ချက်ထက်မှာပါတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ကအခုပြောရမှာကဒီအချက်လက်ကိုကိုးကားပြီးပြောမှာမဟုတ်ဘူးကျွန်တော်ကြည့်ခဲ့တဲ့ပွဲတွေကိုအခြေခံပြီးပြောပြတော့မှာဖြစ်တယ်ပေါ့နော်ဒီတော့ကျွန်တော်ပထမဆုံးပြောချင်တယ်ဒီစူဟန်သိရဲ့အာနယ်ချင်ပေါ့နော် နောက်တန်းပေါ့နော်နောက်တန်းကတော်တော်အာနယ်ပါတယ်ဒီအဓိကအာနယ်တာကတော့ဘယ်ချမ်းလဲအာနယ်တယ်လို့ဆန္ဒဘက်လည်းအာနယ်ပါတယ်ဆန္ဒဘက်ကဘလူးအာနယ်လေဆိုတော့ ူတို့သင်ရဲ့ဒီကျောင်းနံပါတ်6ပေါ့နော်အသင်းကောင်းကောင်းလည်းဖြစ်ဖြစ်တယ်ပေါ့နော်ဒါပေမဲ့ဒီပထမကပ္ပိန်နော် first ကပ္ပိန်နော်မဟုတ်လောက်ဘူးဗျသူတို့တင်မှာဆိုရင်ကပတိနေကကျောင်းနံပါတ်73ဝ4ရောဒီကျောင်းနံပါတ်6ကိုဝတ်တာကိုတွေ့ရတယ်ပေါ့နော်အဒီကျောင်းနံပါတ်6 6အကြောင်းကျွန်တော်ပြောမယ်ဗျာကျောင်းနံပါတ်6ကဘယ်လိုလဲဆိုတော့သူကကွင်းလယ်ကြီးတက်တက်ဖြတ်ထဲအချင်းရှိတယ်အဲကွင်းလယ်ကြီးဖြတ်ဖြတ်ပြီးရင်သူ့နေရာကြီးအပေါက်ကြီးဖြစ်ဖြစ်နေအဲသူ့နေရာကိုဖာဖို့ကြတော့ ဟိုသူတို့သိရင်နောက်တန်းကမတက်နိုင်ဘူးပေါ့နော်အဲ့ဒီအတွက်ကိုးပြရတာရှိတယ်ပေါ့နော်အဲနောက်ပြီးသူတို့သိရင်ဒီဗေကျန်းခံစစ်ဗေကျန်းခံစစ်မှာဆိုရင်ကစားသမားနေရပေါ့နော်ကျောင်းထဲ23ဆက်ခွန်ရှိနှစ်ယောက်လုံးကအဆင်မပြေဘူးပေါ့နော်အဆင်မပြေဘူးသူတို့သိပြလိုက်ရတဲ့ကိုးအများစုကလည်းဗေကျန်းနဲ့ဒီကွန်းဒီအထိုင်ပေါ့နော်စန္ဒဘတ်နှစ်ယောက်ကြားရရင်ပဲပြလိုက်ရတဲ့ကိုးတွေများတယ်ပေါ့နော် ဒီတော့ကျွန်တော်နောက်တစ်ချက်ဒီကွင်းလဲကိုသွားမယ်ပေါ့နော်ကွင်းလဲမှာဆိုရင်တို့တင်းမှာအကောင်းဆုံးလို့ပြောလို့ရတယ်ကွင်းလဲရတို့တင်းရဲ့အသက်သူရောပဲပေါ့နော်ကွင်းလဲမှာဆိုရင်ဒီကျောင်းနံပါတ်73ရယ်ခွန်ရယ်ရွှေရယ်အပြင်နံပါတ်၄ရှိမယ်ပေါ့နော်အဲ့၄ယောက်ကအခရာပဲအဲ့၄ယောက်ပါတဲ့ပွဲတွေဟိုမျိုးလူဆုံတဲ့ပွဲတွေဆိုရင်တော်တော်ကြည့်လို့ကောင်းတယ်ပေါ့နော်ဥမကျွန်တော်ကြိုက်ဆုံးပွဲတွေဆိုရင်ဒီ73ရယ်ခွန်ရယ်ရွှေရယ်ပါရင်တို့ကွင်းလဲရတော်တော်ကိုကြည့်လို့ကောင်းတယ်ပေါ့နော်တို့တင်းရဲ့တိုက်ဆက်ကလည်း အဲ့ဒီကွင်းလေကပဲအတိကဖြစ်တဲ့ကွင်းလေကစားသမားတွေဖန်တီးပေးနိုင်မှာသူတို့သိရင်တိုက်စစ်ကူရတာပေါ့နော်တိုက်စစ်ကဟိုတကူတော့ထိုးပေါက်ပြီးတော့ကစားနိုင်တဲ့ကစားသမားဆိုတာမရှိဘူးပေါ့နော်တိုက်စစ်မှာဆိုရင်ဒီဘရာဒီကစားသမားရှိတယ်ပေါ့နော်ဘရာဒီကစားသမားဆိုပေမဲ့ဗျာသူကျွန်တော်တို့ကရိုင်းကြောက်စရာတော့မလိုဘူးဗျာဘာလို့လဲကျွန်တော်ကြည့်တဲ့လောက်ဆိုရင်သူကဟိုအရင်ကြီးတကူတော့အစွမ်းကောင်းတာကြီးမရှိဘူးဗျာဟိုဘယ်ချင်းညာချင်းသုံးနိုင်တာရှိပေမဲ့ကစ်တိုင်း ကစ်ပြင်းနေရဲ့ကသာသမားလည်းမဟုတ်ဘူးလို့ကစ်ချက်မန်းနေရဲ့ကသာသမားလည်းမဟုတ်ဘူးပေါ့နော်။ဟိုဒါပေမဲ့သူ့ရဲ့ကျူစာအထုံမှုနဲ့အသည်းနဲ့ဒီလိုမျိုးချိတ်ဆက်ကစားမှုတွေကတော့ကောင်းတယ်ပေါ့နော်။ဟိုအရန်အထင်သေးလို့လည်းမရဘူးပေါ့နော်။အရန်ရင်ထင်သေးလို့မရဆိုတော့အရန်ရင်အထင်ကြီးလို့လည်းမရရဲ့ကသာသမားမျိုးပေါ့နော်။တူတဲ့လိန်ခောက်ပြီးကြော်ဖြတ်သွားနိုင်တဲ့ကသာသမားမျိုးတော့မဟုတ်ဘူးပေါ့နော်။ အဲသူတို့တင်းရဲ့တိုက်စစ်စင်ကလားပေါ့ကသူတို့တင်းရဲ့ညာချမ်းကနေလည်းအဓိကတိုက်စစ်စင်တာဖြစ်တယ်ညာချမ်းမှာဆိုရင်သူတို့ကဒီ overlap တက်လာမဲ့ right back ပေါ့နော်ညာတောင်မှညာညာတောင်မှခံစစ်မှုကျောင်းနံပါတ်20ရဲ့2အလောက်အားဘောလုံးစကီးနိုင်နေမှုကြီးနေပဲသူတို့ကကစားရတယ်ပြီးရင်ကွင်းလေ try on 3ရောက်ရှိတဲ့73 73ခွန်8ဒါမှမဟုတ်ဟို4ခွန်8ပေါ့နော်အဲကစားသမားတွေနဲ့တွေ့ဆက်ပြီးတော့ကစားရတယ်ပေါ့နော်ရှီတဲ့တောင်မှမှာ တောင်းပန်ပါဆိုရင်ကျွန်တော်တို့ကျွန်းနံပါတ်26လေးရတယ်အသုံးလို့အစင်ပြေတယ်ကစားတာအစင်ပြေရလေးကိုတွေ့ရတယ်ပေါ့နော်ပြီးရင်သူတို့တင်းကဒီကော်နာဒီမှာဆိုရင်တောင်းကန်ကန်တဲ့နေရာဒီမှာဆိုရင်လေသူတို့တင်းချင်းချင်းချောက်တဲ့ပုံစံလေးကပေါ့နော်ဒီသူတို့ကဘယ်လိုလဲဆိုတော့ဒီ6ကိုက်စီးထဲမှာဟိုလူတွေအများကြီးနေတယ်ဗျာဟုတ်နေပြီးတော့ပြိုင်ဘက်ဘိုးပေါောင်းနဲ့အနီးဆုံးနေရာပါပဲဘောလုံးကိုလှန့်နေပြီးတော့ ူလူသင်ခေါင်းတိုက်ပြီးတော့ဘိုးဝင်သွားတဲ့အလုံးတွေရှိတယ်ဗျာအဲ့လိုမျိုးဒူလူသင်ကအဲ့လိုချင်းချောက်ကစားတတ်တယ်ပေါ့နော်ပြီးတော့ဘရာဇီးတိုက်စင်မှုမီလီနီယာဆိုတာလည်းဒီအထောင်ဖြစ်ပေမဲ့ပေါ့နော်လူကွန်းလန်နဲ့ကွန်းလန်ဒီဆင်ပြီးတော့ဒီလိုမျိုးချိတ်ဆက်ကစားပြရပေါ့နော်ကျွန်တော်တို့ဟိုပြိဿတွေဟိုပါပေါ့နော်မြင်အောင်ပြောရမယ်ဆိုရင်ကျွန်တော်မေတ္တလူကစားသလိုမျိုးကစားပြရပေါ့နော်အဲ့လိုမျိုးပုံစံကြီးကစားပြရဒီတော့ကျွန်တော်ကိုသမားလေးနည်းနည်းပြောဦးမယ်ဗျာ ဒီကုသမနေရာမှာဆိုရင်သူတို့သိရင်ကုသမကအဆင်ပြေတယ်ဗျကုသမကတို့ဒီကျွန်တော်တို့ဒီမျိုးမြများငိမ့်လို့ပဲညာကောင်းတယ်ဗျဟိုဒါမှမမျိုးမြများငိမ့်ထဲနည်းနည်းလေးကောင်းတယ်လို့ကျွန်တော်ထင်တာကဟိုဟိုဗာလဲဆိုအဲကုသမကဒီလျှက်တပြက်လုံးနေပေါ့နော်အနီးကလုံးနေမှာကာကွယ်ပုံမှာဒီနည်းနည်းလေးပူပြီးတော့ခြေထုတ်လက်ထုတ်တွတ်တယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်ကျန်တာကြီးကတော့မျိုးမြများငိမ့်လို့ပဲဗျဟိုကောင်းတယ်အမြင်ပေါ်လဲကာကွယ်တာကောင်းတယ်ဒီဒီ ဘလုံးအမြင်လည်းရှိတယ်ဗျာဒီကြိုးလာကြောလာမဲ့လုံနေမှာဘလူတက်ရမယ်ဘလူဆင်းရမယ်ဘလူကောက်ရမယ်ဒါရေကတော့မြို့မြညာမြို့မြို့ညာညာကြီးလိုပဲကောင်းတယ်ဗျာနော်ဒီကျွန်တော်တို့နောက်ဆုံးမိကျွန်တော်ပြောချင်တာကဒီကျွန်တော်တို့ကဟိုစူမန်မြို့မီတင်းစီကပဲ၃မှတ်ကိုအကောင်းဆုံးမျှော်လင့်လို့ရအောင်ဗျာဘာဖြစ်လို့လဲဆိုတော့ဒီ တွေ့မဲ့သုံးသင်းထဲမှာစူဝံသင်းကအားအနေဆုံးပဲဗျာစူဝံနဲ့ကဒီအုပ်စုဖွင့်ပွဲစဉ်ကမ်းမှာဆိုတော့လမ်းလမ်းဆန်းဆန်းလေးရှိနေမယ်ဗျာအဲ့တချက်ကလည်းကျွန်တော်တို့အသင်းတွေကောင်းပါမယ်ဗျာအဲ့လိုဒီစူဝံနဲ့ပွဲမှာကျွန်တော်တို့ကနိုင်သုံးမဲ့ရအောင်ကံကိုကမ်းရမယ်ဗျာဟိုသူ့အကူဘယ်နိုင်ငံပဲဖြစ်ဖြစ်ဘလို့သင်းကြီးပဲဖြစ်ဖြစ်နိုင်ကိုနိုင်အောင်ကမ်းရမယ်ဗျာဟိုကလေးတွေအိုက်ပွဲနိုင်မှလည်းကျွန်တော်တို့ရဲ့ဒီအုပ်စုတည်ကြီးကမျောလင်းချက်ပါရှိပါလိမ့်နော် ီတော့ကျွန်တော်ကတော့ဒီဟိုတိုက်စင်မှာဘရာဇီးကစားသမားကြီးပါနေလို့ပေါ့နော်ဟိုဘရာဇီးဆိုရဲနာမည်ကြားပြီးတော့ဘရာဇီးတိုက်စစ်ဆိုပြီးတော့အရင်လန့်သွားတယ်လည်းမရှိဘူးဗျာတကယ်ကြည့်ပြီးသိလိမ့်မယ်ဗျာတကယ်ဟိုကောင်းတာတော့မှန်ပေမဲ့အရင်ကြီးဟုတ်နေမှာမဟုတ်ပဲအဲ့တော့သူ့ကိုအရင်ကြီးလည်းအထင်ကြီးနေရမလို့အရင်ကြီးလည်းအထင်သေးနေရမလို့ပေါ့နော်ကျွန်တော်တို့ပုံမှန်ကစားနေသလိုပဲပုံမှန်ကစားသမားတယောက်ပဲဆိုလဲစိတ်နေပဲကံအမှာပေါ့နော်ဒီတော့ကျွန်တော်တို့စူဝန်နှင်းစီရရင်ဘာလို့မျောလင်းလို့ရလဲဆိုတော့ ျွန်တော်ကတော့ကျွန်တော်အထင်ဆိုရင်တော့စူဝမ်သင်းစီကအနိုင်သုံးမှတ်ကိုကျွန်တော်တို့မျှော်လို့ရတယ်ပေါ့နော် ISB သင်ရကစားသမားတွေဘယ်လိုမျိုးအနိုင်ယူမလဲပေါ့နော်ဘယ်လိုမျိုးကစားသမားလဲဘယ်လိုမျိုးစိတ်ဓာတ်တွေနဲ့ဘယ်လိုမျိုးအမှားအနေဆုံးကစားသွားမလဲဆိုတာတော့ကျွန်တော်တို့ပွဲတဲ့ရောက်မှာပဲကြည့်ရမှာပေါ့နော်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ